အဲ့တော့ဒီရောမဆရာပဲရွာရှိဘိုင်းကိုမင်းတို့ငါမခေါ်ပဲမလာနဲ့ခွင့်မတောင်းပဲမင်းတို့လာရင်ဟိုမှာမြင်တာပါလေဖိရဲ့အမွေအနဲ့နှလုံး နဲ့တားပဲငါကတချီတာအဲ့တော့ဒီရောပါဆရာပဲကျွာရှိပိုင်းကိုမင်းတို့ငါမခေါ်ပဲမလနဲ့ကျက်တဲ့ပွဲလေးလှုပ်ချင်တော့ငါလက်ထဲကိုဒါထက်ဒါမထက်နှလုံးဖြူမင်းတို့မိလာပါလေနိုင်ထားတော့လေအချိန်ကုန်လို့လေးဆိုဟဲ့နိုင်ကိုလည်းကြည့်အောင်ညနေ၄နာရီနဲ့38မောင်သားအေးလေးခွာကိုင်ရောက်စလုံးနဲ့ပြပြလို့တော့မြောက်ပိုင်းတော့ပေါ်လာလေးမခေါ်လေးဆိုဟဲ့ခက်ကိစားတထိုင်းရင်ဘူးနဲ့ပိတ်ကြည့်လို့ဘူးကအေးစစ်တိုင်းမင်းတို့ဆောင်နေရွာထက်ကတရားမှာကြွားတဲ့ရောက်အောင်တကြီးသားဆိုတော့ရမ်းရမ်းကြည့်လာတဲ့ကိုနောင်ကိုင်မလေးတွေကိုလက်လက်မိစားခေယောင်သားအေးဟိုမှာကြည့်စမ်း မီအေးတော့ကွယ်ညနေဆောင်တော့ရေကစင်းလာလာရေအိုးလေးရွယ်ကိုတခါလူကြီးတော့ကိုဝိုင်းပြီးလင်းလူတော့ကွယ်တွေ့ပြီ ာနဲ့ high ဦးမကွက်ပဲနဲ့ထင်ဘူးလို့ထွက်ဒေါ်မတကြီးသားဆိုတော့ဘူးဘာငါ့ကိုကြည့်မရဒီကြားတဲ့ငါ့ကိုကြိုက်တာမိကြီးမကွက်ရောက်ပါညီမထီတော့ဓာကြည့်တဲ့အကူနဲ့ညီလက်ပြီးလက်မတန်းနေတော့ဆရာတို့နဲ့မိပြီမင်းတို့ကောင်းနေရန်ပြင်ကျင်လို့သာမိမယ်ဆက်ရတော့အတန်ကြတော့ငါလည်းမစိုးမပြီးလေးတဲ့သွားတိုင်တာဆရာတို့တူမစာဦးမဖြစ်မယ်ဒီညာတော့စာဦးမရင်သွားပြီးလေးကွာနဲ့ပြင်မယ်ဒေါ်ကတကြီးသားဆိုတော့မြို့သူတွေကြိုက် KTV ကတီးတာနဲ့တွေ့တော့လက်တွေဖွာလိုက်မြို့ရက်တွေမှလိုက်နေနောက်တနေ့ရွာပြန်တော့လမ်းစိမ့်မပြောနဲ့မနဲ့ဆာစားဖို့တော့မကြိုက် တောင်ကြီးတို့ရွာပြန်ပြီးထမ်းရေပဲကိမဲ့မူလာရဲ့ဘဲကောင်ဖြစ်ဖြစ်နဲ့နဲ့တော့ရှိတဲ့တကူကူဆိုဖြစ်မဲ့လေးွားနဲ့ပြစ်မဲ့နဲ့မောင်သားအေးဖြစ်တော့မှမစိုးမကုန်းပြီးတော့လစ်တယ်ကြည့်မကောင်းတဲ့ချိန်ကလည်းမူးနေလို့ဖြစ်မဲ့ရွာအလူဘဲမှာထိတ်ဆုံးကဦးရွှေရုံပြည်နဲ့တော်မိုးကဆရာတော်ထူမစာဦးမှာဖြစ်လို့စီစီနေရှိလေတရားဟောပြီးတာရူမှာလစ်ဆုံးငါးကြီးသားလေးနဲ့ချိန်မရဲသေးလစ်တင်မဲ့ဖြစ်နိုင်တဲ့ခါနဲ့ဆွဲပြပွဲပြီးတင်တော့ချိန်မကောင်းစရာပဲငါကောင်ရပုံဝင်စင်နေပြီးချင်းပြင်မဲ့ဆရာတော်ကြည်နေတော့ချိန်လုံးမဲ့ပြည်ပြင်းနေစာ တဲ့ချိန်နဲ့ညအောင်ရိုးပုံနာတရွာလုံးသခိုးလိုက်တော့ခြုံတို့လို့မရជីတာဘယ်မှာလဲဟာရှာမတွေ့လို့ကွာဆရာတော်သူမကိုကျွန်တော်ကိုပြည့်တဲ့ညငါကជីတာအဲ့တော့ဒီရွာမှာဆရာပဲရွာရှိဘိုင်းကိုမင်းတို့ငါမခေါ်ပဲမလာနဲ့ခွင့်မတောင်းပဲမင်းတို့လာရင်ဟိုမှာမြင်လာပါလေဖေးရဲ့အမွေအနဲ့နှလုံးပြူနေတာပဲငါကជីတာအဲ့တော့ဒီရွာမှာဆရာပဲရွာရှိဘိုင်းကိုမင်းတို့ငါမခေါ်ပဲမလာနဲ့ကြက်တိုက်ပွဲတွေလုပ်ချင်တော့ငါလက်ထဲကိုဓာတ်ထဲဒါမထဲနှလုံးပြူမင်းတို့မြင်လာပါလေ